အားလုံးမင်္ဂလာပါလို့ဦးစွာပထမနှုတ်ခွန်းဆက်လာလိုက်ပါလေ။မိတ်ဆွေတို့အားလုံးကောင်းသောကြံစည်သမျှတွေဟန်ရလို့အောင်ကြပါစေ။ကောင်းသောပြောဆိုသမျှတွေသဘောကျလို့အောင်ကြပါစေ။ကောင်းသောလုပ်သမျှတွေမဟုတ်ချမလွဲအောင်ကြပါစေလို့မော်ဝင်းသက်မှာစုမုံကောင်း တောင်းလိုက်ပါတယ်အဲဒီနေ့ကစပြီးတော့မောဝန်တက်မှာအတ္တကင်းစင်ချစ်ချင်းမေတ္တာတွင် ਨੇ မေတ္တာရပ်ဝန်းတစုံတည်ဆောက်ပါရစေကျွန်တော်ရပြောဆိုမှုတင်ဆက်မှုတွေဟာ မိတ်ဆွေတို့အတွက်အကျိုးရှိမယ်ကြိုက်နှစ်သက်မယ်ဆိုလို့ရှိရင် like ပေးခြင်း comment ရေးခြင်း share ပေးခြင်း subscribe လုပ်ပေးခြင်းတွေဟာကျွန်တော်ရဲ့မြတ်တာရဝန်းစုံလေးမှာမိတ်ဆွေတို့ရဲ့မြတ်တာတွေကိုယဉ်နီးမြုံနှံလိုက်တယ်လို့ပဲကျွန်တော်အနေနဲ့ခံယူလိုက်ပါတယ် အဲ့ဒီနေ့ကျွန်တော်ဘာကိုပြောကြလဲဆိုတော့ကျွန်တော်ရဲ့မြတ်တရားဝန်ဆောင်တိဆောက်မှုအစာဥပိုင်းမှာပုံပြင်လေးတစ်ပုဒ်စတင်ပြီးတော့ပြောဆိုပြရသည်ပုံပြင်လေးဆိုတော့ရှေးရာဇဝင်လားအဖြစ်ပြက်တစ်ခုလားမထင်မှတ်စေလိုပါဘူး ကျွန်တော်ရဲ့စိတ်ကူးရင်ပြောဆိုမှုတတ်တတ်ပါပဲအဲဒါပဲမဲ့လို့ပုံမြင်လေးကိုကျွန်တော်ခုနှစ်လေးနဲ့စကြပါတယ်ဟိုးလွန်ခဲ့တဲ့1960ဝန်းကျင်လို့ပဲသတ်မှတ်ပေးကြပါအဲ့ဒီမှာမြို့တစ်မြို့ရဲ့ ပုဂ္ဂလိကဆေးရုံတည်ရုံလို့ပဲဆိုကြပါစို့အဲ့ဆေးရုံမှာမိဖွားဖို့ကချင်၊ကရင်ချင်၊ကရာမွန်ရခိုင်ဗမာဆိုတဲ့အမျိုးသမီးရှေ့ရောက်မွေးလူလာဖြစ် ရောက်ရှိနေတယ်ပေါ့အဲ့ဒီအချိန်ခါမှာပဲဆေးရုံနဲ့မလာမကမှာလမ်းဘေးတနေရာမှာအမိမသိဘယ်ဟာမှမသိတဲ့မွေးလူနာတယောက်မြို့သမီးတယောက်ဟာလမ်းဘေးမှာရောက်နေခဲ့ပါတယ်အဲ့မှာလူမှု ယ်ဆယ်ရေးစိတ်ရှိသူကထိုအနီးနားမှာရှိတဲ့ပုဂ္ဂလိကဆေးရုံပေါ်ခေါ်ဆောင်လာပြီးတော့လင်ပေးလိုက်ပါတယ်အဲ့တော့တူတူပြောကြပါစို့မိဖွားပေးမဲ့ဆရာဝန်ဆရာမတွေဒီဇိုင်းမမနဲ့အာသွန်ခွန်ဆိုင်ဒီမွေးလူနာတွေကိုလှုပ်ဖို့ကြိုးပမ်းရတယ်ပေါ့ အဲ့ဒီမှာကံမကောင်းစွာနဲ့ပဲကချင်ကရင်ကရမုံဖမာရခိုင်ရှမ်းအစရှိတဲ့မွေးလူလား၈ယောက်ကမိခင်နေဟာကြမ်းကြမ်းမာမာနဲ့ရှိနေတော်냐လဲအလုံးဟာ ကလေးတွေကအဖတ်မတင်ကြဘူးပေါ့အဲ့တော့လမ်းပေးရအမိမတိလူတယောက်ဖွာတဲ့အမျိုးသမီးကတော့ဖွာမဲ့မိခင်ကိုယ်တိုင်ကအသက်ဆုံးရှုံးပြီးတော့သူဟာရှက်မွာဘူးကလေးလေးတွေမွေးလိုက်ပါလေ အဲ့တော့ဆရာဝန်လေးလက်သမားလေးကအဲ့ဒီပုဂ္ဂိုလ်ကဆေးရုံမှာဆင်းရကြတာပေါ့အဲငါတို့ရဲ့ဆေးရုံတော့ကိုသိခါထိခိုက်တော့မယ်ဘွေးလူလာရှေ့ရဟာမိခင်တွေကြားမှာပြင်မယ်လို့ကလေးဆရာလုံးဒီနေ့ဖွားမြောက်မှုမအောင်မြင်မယ်နဲ့ဆုံးရှုံးသွားလာတို့ဆေးရုံကြီးကိုသိခါထိခိုက်တော့မယ် တို့ဆရာဝန်ကြီးလည်းထိခိုက်တော့ပဲဆိုပြီးတော့အာလုံးတိုင်တိုင်မင်းမင်းနဲ့တိုင်မင်းပြီးတော့အဲ့ဒီအသက်ဆုံးရှုံးသွားတဲ့အမိမသိမိဘသူတယောက်ရဲ့မွေးဖွားလိုက်တဲ့ကလေးရှိရောက်ကိုအစိုးကကလေးဆုံးရှုံးသွားတဲ့ကချင်ကရင်ကရမောပမာရခိုင်ရှမ်းအစရှိတဲ့မိခင်လေး စိတ်ချမ်းသာရလေအောင်ဆေးရုံရဲ့ဂုံသိက္ခာလည်းမကြရလေအောင်ဆိုပြီးတော့တီတို့တိုင်မယ်ပြီးတော့အဲ့ဒီကလေးရှက်မွာဘူးကိုသူတို့ကိုအတိမပေးပဲသူတို့ကလေးတွေဆုံးရှုံးတယ်လို့အတိမပေးပဲသူတို့ကလေးတွေအဖြစ်နဲ့တယောက်စီပေးစီခဲ့တယ်ပေါ့အဲကျွန်တော်ရဲ့ပုံမြင်လေးကတော့ဒါပါပဲအဲ့တော့1900 60လောက်ကအဖြစ်ပြက်မှာဖြစ်ပြက်ခဲ့တဲ့ကလေးတွေဟာဒီအချိန်ဒီအခါမှာဘယ်ကဲ့သို့သောစိတ်ဘယ်ကဲ့သို့သောပြုလုပ်မှုအဘယ်ကဲ့သို့ဖြစ်နေမလဲဆိုတာကိုမိษွေတို့တွေးပေးကြစဉ်းစားပေးကြအဖြေထုတ်ပေးကြပါဦးလို့ အဲ့တော့မိတ်ဆွေတို့ comment လေးတွေမှာရေးပေးထားဖို့တိုက်တွန်းလိုပါတယ်ဖိတ်ခေါ်လိုပါတယ်ဒီပုံမြင်လေးရဲ့ဆိုလိုရင်းအတိတ်ပဲကိုကျွန်တော်နောက် post မှာဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာရှိကြပါစေ